အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်းတွေ့တာ channel ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာပြောပြပေးသွားမယ့်အကြောင်းအရာကတော့စိတ်ပညာဆိုင်ရာဗီဒီယိုပဲဖြစ်ပါတယ်စိတ်ပိုင်းဆိုင်ရာတာမာမှုရှိရသူတယောက်ဖြစ်စေနိုင်တဲ့လက္ခဏာအကြောင်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလက္ခဏာတွေမှာဘာတွေပါတယ်ဘယ်အချက်တွေကတော့သင်နဲ့ကိုက်ညီမှုရှိနေတယ်ဆိုတာကိုသိဖို့အတွက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ပြောချင်ပါတယ်ဒီဗီဒီယိုကတင့်အတွက်အကျိုးတစ်စုံတရာရမယ်ဆိုတာကိုအာမခံပါတယ်ခဏနေရင်ဗီဒီယိုလေးစပါမယ် ံပါတ်၁အကြောင်းအရာကတော့ကျွန်တော်တို့အများအားကြုံတွေ့နေရလေးရှိတဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တာဝန်ယူမှုဖြစ်ပါတယ်။တင်းရဲ့စိတ်ထဲမှာတခြားသူကကိုယ့်ကိုစိတ်ပြတ်သွားစီမှာကိုကြောက်တဲ့ခံစားချက်မျိုးကိုခံစားဘူးပါသလား။ဒါမှမဟုတ်ရင်ကိုယ့်ရဲ့အခြေအနေကလည်းတန်ဖိုးရှိတယ်ဆိုတာကိုအခြားသူတယောက်ကစိတ်ပြတ်သွားမှကြောက်လို့ဆိုပြီးတော့ထုတ်မပြောမိတာမျိုးထုတ်ပြီးတော့ဝန်မခံမိတာမျိုးကိုရောဖြစ်ဖူးပါသလား။ ဒီလိုအခြေအနေကကိုပြောလိုက်တာကိုညင်းလိုက်တာတခုခုကြောင့်တခြားလူရဲ့စိတ်ထဲမှာစိတ်မကောင်းဖြစ်သွားမှာကိုကိုကတာဝန်ယူပြီးတော့ခံစားနေတဲ့အခြေအနေမှာဖြစ်တတ်ပါတယ်။ဒါမျိုးကိုစိတ်ပိုင်းဆိုင်ရာတံမာမှုရှိတဲ့သူတွေအနေနဲ့ကအမြဲတမ်းမေးခွန်းထုတ်လို့ရှိပြီးတော့အမြဲတမ်းလည်းတွေးတောလို့ရှိပါတယ်။ ဥပမာအားဖြင့်ကိုကအားလဲရဲရနေတဲ့နေ့တည်းနေ့မှာအနားယူနေတဲ့အဲ့ဒီချိန်မှာပဲညာဘက်မှာလည်းဒီလိုမျိုးပဲဆက်နာသွားဖို့အစီအစဉ်ရှိတယ်။ဒါပေမဲ့ကိုရဲ့တငယ်ချင်းကကိုကိုဖုံးဆက်ပြီးတော့ညာဘက်ကျရင်ပွဲတစ်ခုသွားဖို့ကိုခေါ်နေတယ်။ဒီချိန်မှာကိုကသူ့ကိုညင်းလိုက်ရမှာကြောက်ပြီးတော့ကိုညင်းလိုက်တဲ့အချိန်မှာသူ့ရဲ့စိတ်ခဲမှာစိတ်မကောင်းဖြစ်သွားမှာကြောက်ပြီးတော့မညင်းလိုက်ပဲနေမှာလား။ဒါမှမဟုတ်ကိုကိုယ်တိုင်အနားယူနေတဲ့အချိန်ဖြစ်လို့ဒီဟာကိုမလိုက်တော့ဘူးဆိုပြီးတော့တင်းရဲ့တငယ်ချင်းကိုညင်းလိုက်မှာလား။ ဒီနေရာမှာစိတ်ပိုင်းဆိုင်ရာတံမာတဲ့သူတယောက်နဲ့စိတ်ပိုင်းဆိုင်ရာတံမာမှုမရှိတဲ့သူတယောက်ကအပြေကွာသွားနိုင်ပါတယ်။ဒီနေရာမှာဖြည့်ပေးရမယ်ဆိုရင်ကျွန်တော်တို့တော်တော်များများကတငယ်ချင်းနဲ့လိုက်ပြီးတော့ပွဲကိုသွားဖို့အတွက်ရွေးချယ်မိကြပါလိမ့်မယ်။ဒီလိုမျိုးကျွန်တော်တို့ဘာကြောင့်ရွေးချယ်တက်ကြရလဲဒါဟာကျွန်တော်တို့မြန်မာပြည်ပြောလို့ရှိတဲ့အာဏာစိတ်ဖြစ်ပြီးတော့အခြားတစ်စုံတစ်ယောက်ကကိုယ့်ကိုစိတ်ပြတ်သွားမှကြောက်တဲ့စိတ်ကြောင့်ဖြစ်ပါတယ်ဒါကစိတ်ပိုင်းဆိုင်ရာကျမ်းမာတန်ဆွမ်းမှုမရှိတဲ့သူတစ်ယောက်ရဲ့စိတ်တွေမှာဖြစ်တတ်ပါတယ် အကယ်၍မှကိုကစိတ်ပိုင်းဆိုင်ရာကြမ်းမာတန်ဆွမ်းတဲ့ဒုတိယဆိုရင်တော့တင့်တငယ်ချင်းရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ခံစားချက်ကတင့်ပေါ်မှာတာဝန်မရှိဘူးဆိုတာကို ကောင်းကောင်းကြီးသိထားမှာပါဒီတော့ကိုယ့်ရဲ့စိတ်တိုင်းကြကိုဖြစ်ချင်တာကိုရွေးချယ်ဖို့အတွက်ကိုလည်းအများတန်းယုံကြည်ချက်ရှိပြီးတော့စိတ်ထဲမှာလည်းထူးခြားပြီးတော့ခံစားရမှာမဟုတ်ပါဘူး။ဒါကြောင့်ပဲစိတ်ပိုင်းဆိုင်ရာကျမ်းမာတန်ဆွမ်းခြင်းရင်တော့ကိုကအငင်းစကားတစ်ခုခုကိုပြောလိုက်တိုင်းမှာဘယ်တော့မှစိတ်ထဲမှာအပြစ်ရှိနေတယ်လို့မခံစားပါနဲ့။ ဘာကြောင့်လဲဆိုရင်သိပ်ပိုင်းဆိုင်ရာကျမ်းမာတန်ဆွမ်းကြတဲ့သူတွေဟာကိုယ့်ရဲ့ခံစားချက်ကိုပဲအလေးထားတတ်ပြီးတော့သူများတွေရဲ့ခံစားချက်ဟာကိုယ့်ပေါ်မှာတာဝန်မရှိဘူးဆိုတာကိုကိုယ်ကိုယ်ပြားပြားသတ်မှတ်ထားလို့ပဲဖြစ်ပါတယ်။နံပါတ်2အချက်ကတော့ဘာအကျွေးမှအတင်မခံတာပါ။လူတွေကကိုယ့်အပေါ်မှာဘာအကျွေးမှရှိမနေပါဘူး။အဲ့ဒါကိုသိဖို့ဆိုတာကကိုယ့်မှာခြေတီလက်တီပါနေတာကိုသိတယ်ဆိုတဲ့ပုံစံမျိုးကိုသိရမှာပါ။ ကိုကလာသာတိုးတယ်ဒါမှမဟုတ်ရင်ယာရူးတိုးတယ်ဒါမှမဟုတ်တခုခုချီးမြှင့်ခံရတယ်ဒါတွေအတွက်တခြားသူပေါ်မှာကိုကအကျွေးတင်နေတာမဟုတ်ပါဘူးကိုတိတ်လူအောင်ကြိုးစားပြီးလို့ကိုကောင်းမွန်တဲ့ရလက်တွေရအောင်ဆွမ်းဆောင်နိုင်လို့သာကိုအတွက်တသိမ့်မြင့်တဲ့အခြေအနေကိုရောက်တယ်ဆိုတာကိုစိတ်ပိုင်းဆိုင်ရာကျမ်းမာတန်ဆွမ်းမှုရှိတဲ့သူတွေကကောင်းကောင်းကြီးကိုလက်ခံထားကြပါတယ်ဒီတော့သိထားရမှာတစ်ခုကဘသူကားမှကို့အပေါ်ကိုလာကောင်းပြီးတော့ ဘဝတစ်လျှောက်မှာကိုယ့်ကိုကူညီလိုက်တာမျိုးပဲရှိပြီးတော့ကိုယ်ပေါ်လာပြီးတော့အကျွေးတင်နေတာမျိုးမဟုတ်ဘူးဆိုတာကိုတော့အမြဲတမ်းသိတင်ပါတယ်ဒါကြောင့်မလို့ကိုကိုကိုအားကိုပါအောင်မြင်မှုဆိုတဲ့သွားရလမ်းကြောင်းကိုသွားတဲ့အခါမှာတချို့လူတွေကဘာမှလှုပ်ဆရာမလိုဘဲနဲ့အမြင်ကိုရောက်သွားတက်ပြီးတော့တချို့တွေကတဘောအလုံးစူးစမ်းတာတော့မှပဲအောက်ဆုံးအခြေအနေမှာပဲရှိနေတတ်ကြပါတယ် ဒါဟာတကယ်ကိုမျိုးချရခတ်တဲ့အမှန်တရားစေကားကြီးတစ်ခွက်ဖြစ်ပါတယ်ဒါပေမဲ့လေကိုစ조사မှုအတိုင်းကိုကိုယ့်ဟာကိုတန်တရားကင်းကင်းနဲ့အားသွုံခွန်ဆိုင်조사သွားမယ်ဆိုရင်တော့ကိုယ့်အတွက်နေရာတစ်ခုကရှိနေမှာတေချာတဲ့အတွက်ကြောင့်မလို့ဘယ်သူ့ကိုမှအားကိုးစရာမလိုပါဘူး။ဒါကြောင့်မလို့ကိုအောင်မြင်မှုတွေရလာတဲ့အခါမှာ ဘသူပေါ်ကမှကိုကကျေးဇူးကျွေးတင်နေမှာမဟုတ်ပါဘူးတင်းသာစိတ်ပိုင်းဆိုင်ရာကျမ်းမာတန်ဆွမ်းတဲ့သူတယောက်ဆိုရင်တော့ဘဝမှာအရာရာတိုင်းကလွယ်လွယ်လေးရတာမဟုတ်ဘူးသူ့အလိုလျောက်ရလာတယ်ဆိုတာမရှိဘူးဆိုတာကိုကောင်းကောင်းကြီးလက်ခံထားမှာပါအလောက်ကိုင်ဖြစ်စေတငယ်ချင်းပေါင်းသင်းဆက်ဆံရေးဖြစ်စေကိုယ့်ရဲ့တမီးကြီးသားအချစ်ရေးကိစ္စမှာပဲဖြစ်စေကိုဘက်ကအမြဲတမ်းတာဝန်ယူပြီးတော့စူးစမ်းအားထုတ်မှုအကြီးကြီးတွေပေးဆက်ခဲ့ရတာအများကြီးရှိပါတယ် ါကြောင့်မို့လို့ပဲကိုဘက်ကသာစူးစမ်းအားထုတ်မှုမရှိဘူးဆိုရင်ဘလို့မျိုးအိမ်မက်ကြီးပဲဖြစ်ဖြစ် ကိုဘလောက်ပဲဖြစ်ချင်တဲ့အိမ်မက်ပဲဖြစ်နေပါသေးဘယ်တော့မှရလက်ကောင်းရလာမှာမဟုတ်တာသိကြပါဗျ။နံပါတ်3ခုမြောက်အချက်ကတော့စိုးရွားမှုတွေကိုလက်ခံခြင်းဖြစ်ပါတယ်။ဘဝဆိုတာဟာတစ်ခါတလေမှာထိမ့်ရသိမ့်ရခက်လောက်တဲ့အနေအထားမျိုးတွေကြုံရတတ်ပါတယ်။ ကိုကဘလောက်ကြီးပဲစ조사အထုတ်ပြီးတော့အသေးစိတ်လေးတွေကိုဂယုဆိုင်ခဲ့သည်ဖြစ်စေလူတွေအကြောင်းကိုကိုရဲ့ဘေးနားကတငယ်ချင်းတွေမိသားစုဝင်တွေအကြောင်းကိုကိုကဘလောက်သိပြီးတော့သူတို့အကြိုက်ကိုဘလောက်ပဲလိုက်ပြီးလုပ်ပေးခဲ့သည်ဖြစ်စေတင်းရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့တရားရာခိုင်နှုံးလုံးကိုတော့ကိုစိတ်ကြိုက်ထင်းချုံနိုင်ဖို့ဆိုတာကလုံးဝမဖြစ်နိုင်ပါဘူးဒါကြောင့်မလို့ပဲစိတ်ပိုင်းဆိုင်ရာကျမ်းမာတန်ဆွမ်းတဲ့သူတွေကတော့အရာရာတိုင်းကိုလိုက်ပြီးတော့ထိမ့်ချုံနိုင်ဖို့အတွက်မကြိုးစားပါဘူး။ ဒီလိုလူမျိုးတွေကဘဝဆိုတာကဒီလိုမျိုးပြဿနာအခက်အခဲတွေနဲ့ကိုယ်ကိုယ်တိုင်မဖြေရှင်းနိုင်တဲ့ကိစ္စတွေလက်လက်မမီတဲ့ကိစ္စတွေအများကြီးရှိတယ်ဆိုတာကိုလက်ခံထားတတ်ကြပါတယ်ဒါကြောင့်ပဲတခါစလေမှာဆိုရင်တော့ဘဝမှာဒီလိုမျိုးဖြစ်ရဆိုးတွေဆိုတာကကျွန်တော်တို့အတွက်ရွေးချယ်မှုတစ်ခုသာဖြစ်ပါတယ်။ဒါကြောင့်မလို့အစိတ်ပိုင်းဆိုင်ရာတန်မာတဲ့သူတယောက်ဆိုရင်ဒီလိုမျိုးဖြစ်ရဆိုးတွေကို ကိုလုံးနိုင်တဲ့အတိုင်းတားလားဒါမှမဟုတ်ရင်ကိုလုံးနိုင်စွမ်းကနေကျော်လွန်နေတဲ့အတိုင်းတားလားဆိုတာကိုစဉ်းစားပြီးတော့အမြဲတမ်းရွေးချယ်လေးရှိပါတယ်။ဒါကြောင့်မေလုပ်ငန်းခွင်ထဲမှာဆိုရင်ကျွန်တော်တို့လုံးနိုင်တဲ့အပိုင်းတွေဖြစ်တဲ့ကိုရီးယား productivity တွေကိုမြင့်တင်တာဒါမှမဟုတ်ရင်ကိုရီးယားအလုပ်စူးစမ်းတာကိုရီးယား target တွေကိုပြည့်မြအောင်လုပ်တာဒါတွေကိုပဲကိုလုံးနိုင်ပါတယ်။ဒါပေမဲ့ကိုယ့်ရဲ့တထေကိုယ့်ရဲ့အထက်အရာရှိကကိုယ့်ပေါ်ဘယ်လိုမြင်လဲဆိုတဲ့အရာကကိုထိန်းချုပ်နိုင်တဲ့အရာမဟုတ်ပါဘူး။ ဒါကြောင့်မလို့ကိုယ့်ရဲ့အထက်လူကြီးတွေကိုယ့်ရဲ့ boss တွေကကိုယ့်အပေါ်ကိုအမြင်ကြည့်ဖို့အတွက်ကိုကိုကအကျိုးစားပြီးတော့ထိန်းချုပ်နေမယ်ဆိုရင်တော့ကိုရှိမှရလာမှာကအောင်မြင်မှုမဟုတ်ပါဘူး။ကြောက်စိတ်နဲ့ဆိုရင်စိတ်ကို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 တန်တရားဖြစ်စိတ်တွေဒါပို့လာမှာပါ။ ဒါကြောင့်ပဲဘယ်ကိစ္စပဲဖြစ်ဖြစ်ကိုလုံးနိုင်စွမ်းရှိတဲ့ကိစ္စဖြစ်စေကိုမလုံးနိုင်စွမ်းရှိတဲ့ကိစ္စဖြစ်စေကွယ်ကွယ်ပြားပြားသိဖို့လိုပါတယ်ဒီတဲကမှကိုလုံးနိုင်တဲ့ကိစ္စတွေကိုထိန်းချုပ်ပြီးတော့လုပ်သွားမယ်ဆိုရင်တော့ကိုအတွက်ကောင်းမွန်တဲ့အကျိုးရလဒ်တွေရလာပြီးတော့ဒီလိုလုံးနိုင်ခဲ့ပြီဆိုရင်သင်ဟာစိတ်ပိုင်းဆိုင်ရာအကျမ်းမှတန်ဆွမ်းတဲ့သူတစ်ယောက်ဖြစ်လာနိုင်ပါပြီနံပါတ်၄ခုကတော့ခံစားချက်ဆိုင်ရာဉာဏ်ရည်ဖြစ်ပါတယ်ကိုယ့်ရဲ့ခံစားချက်ဆိုတာကိုသင်တို့တွေကဘယ်လိုမျိုးနားလည်ထားပါသလဲ အခုပြောပြပေးမယ်ခံစားချက်ဆိုင်ရာအသိဉာဏ်ဆိုတာကကျွန်တော်တို့ဒီစိတ်ပိုင်းဆိုင်ရာကျန်းမာတန်ဆွမ်းတဲ့သူတွေမှာအဓိကကြတဲ့ကိစ္စပါလူတွေကတခါတလေမှာကိုယ့်ရဲ့ခံစားချက်တွေကိုအမြဲတမ်းဆန်းစစ်နေလေရှိပြီးတော့ကိုယ်ခံစားရတဲ့ကိစ္စတွေကဘယ်အပေါ်မူတည်တယ်ဆိုတာကိုအမြဲတမ်းတယောက်တည်းအဖြေထုတ်လို့ရှိပါတယ် ဒီလိုပဲလူတွေကကိုယ့်ရဲ့ခံစားချက်ကဘယ်ဘက်ကို ပိုပြီးအလေးသားလဲဘယ်ကိစ္စတွေမှာကတော့ပိုပြီးတော့ဝါသနာပါလဲနောက်တစ်မျိုးကတော့ကိုယ့်ရဲ့ခံစားချက်ဘလို့ရှိရဲဆိုတာကိုလူတွေကခေါင်းပန်းလှန်စရာမလိုဘဲနဲ့တည်တည်ချာချာကိုသိနေကြမယ်ဆိုတာကတော့ငင်းစရာမရှိပါဘူးဒီလိုသိနေတာတဲ့ပိုပြီးတော့စိတ်ပိုင်းဆိုင်ရာကျမ်းမာသက်ဆွမ်းမှုရှိတဲ့သူတွေကသူတို့ရဲ့ခံစားချက်ကဘယ်အခြေအနေမှာရှိရဲဆိုတာကိုပိုပြီးတော့အသေးစိတ်တိတိကျကျသိအောင်စူးစမ်းထားလို့ရှိပါလေ ဒီထဲမှာကိုယ့်ရဲ့အကျင့်ဆိုးတွေပြီးတော့ကိုယ့်ရဲ့တွေးခေါ်ပုံတွေပြီးတော့ကိုယ်ဘယ်ဘက်ကိုအလေးတာပြီးတော့စိတ်ဝင်စားလဲဆိုတဲ့ကိစ္စတွေကိုထည့်သွင်းပြီးတော့စဉ်းစားလေ့ရှိပါတယ်။ဒီလိုမျိုးသိနေခြင်းကကိုယ့်ရဲ့လူတွေနဲ့ဆက်ဆံရေးတွေမှာဒါမှမဟုတ်အခြေရေးဆက်ဆံရေးတွေမှာပါအထောက်အကူပြုစေုံသာမကဘဲနဲ့ကိုယ့်ကိုယ်ကိုပို့ပြီးတော့တည်တည်ချာချာသိတဲ့နေရာမှာပါအထောက်အကူပေးပါတယ်။ဒီတော့ကိုတခုခုစဉ်းစားလိုက်ပြီးတော့ပြောတဲ့အခါတိုင်းမှာကို့အပေါ်ကိုကိုကရှင်းရှင်းလင်းလင်းမြင်ထားတာဖြစ်တဲ့အတွက်ပြောသမျှဆိုသမျှတိုင်းဟာ ိုယ့်ရဲ့ထင်မြင်ချက်ပေးတဲ့ site ကနေအလုံးစုံပြေဝနေတဲ့အကြမ်းဉာဏ်နေတာထွက်လာတတ်ပါတယ်။ဒီတော့ခံစားချက်ကိုထိမ့်ချုပ်လာနိုင်ပြီးတော့ကိုယ့်ရဲ့ခံစားချက်ကိုကိုယ်သိတဲ့အတွက်ကြောင့်မလို့ခံစားချက်ပေါ်မူတည်ပြီးတော့လှုပ်လိုက်မိတဲ့အမှားယွင်းကိစ္စတွေဖြစ်မလာတော့ပါဘူး။ဒါတွေဟာစိတ်ပိုင်းဆိုင်ရာကျန်းမာရေးမှာတန်ဆွမ်းတဲ့သူတွေကတော့အမြဲတမ်းလှုပ်ထားလိမ့်ရှိပါတယ်။နံပါတ်5အချက်ကတော့ထင်မြင်ချက်တွေကိုပြောင်းလဲခြင်းပါ။ထင်မြင်ချက်တွေကိုသွားပြီးတော့ကန့်ကွက်တယ်ဆိုတာကအန္တရာယ်ရှိတဲ့ကိစ္စပါ။ ဘလို့အကြောင်းရပဲဖြစ်စေသူတပားရဲ့ထင်မြင်ချက်ကိုကိုဘကအငင်းခုံလုပ်ပြီးတော့ကန့်ကွက်မယ်ဆိုရင်ဒါကဘာအကြောင်းပဲဖြစ်နေပါစေအဖြေကောင်းကောင်းထွက်လာမှာမဟုတ်ပဲねဒါတွေကငင်းခုံရင်းနဲ့သာအဆုံးသတ်သွားလိမ့်ရှိပါတယ်ဒါပေမဲ့ကိုဘကပေးတဲ့အကြံဉာဏ်ကိုတခြားသူတွေလက်ခံဖို့ကိုအများနဲ့မစင်စားပါနဲ့သူများတွေဟာကိုဘကဘတော်မှမစင်စားပေးသလိုကိုရဲ့အကြံဉာဏ်ကိုလည်းနားလေလက်ခံပြီးတော့စင်စားပေးတတ်တဲ့သူတွေမဟုတ်ပါဘူးဒါရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လောက်ကမှာကရိုးရိုးလေးပါ တွေးကြည့်ပါဘ ਹੁ သူဒမရှိတဲ့လူတွေဆိုတာကမြက်ကန်းတွေလမ်းလျှောက်နေတာနဲ့အတူတူပဲဖြစ်ပြီးတော့ကိုယ်ဘလောက်ပဲရှင်းပြနေပါသေးသူတို့မှလုံလောက်တဲ့ဘ ਹੁ သူဒမရှိတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကိုသူတို့မှလက်ခံနိုင်စမ်းလည်းရှိမှာမဟုတ်ပါဘူးဒါကြောင့်ပဲလူတွေကကိုထင်မြင်တာကိုကိုယုံကြည်ပလိုက်တယ်ယုံကြည်လိုက်ပြီးတော့အဲ့ဒါကိုပဲအမှန်လို့အမြဲတမ်းစုပ်ကိုင်ထားတတ်ကြပါတယ် အဲ့ဒီအခါမှာတော့သူတို့ကတခြားသူရဲ့ထင်မြင်ချက်နဲ့တခြားသူရဲ့အမြင်ယူဆချက်တွေကိုကန့်သတ်လိုက်ကြပါတယ်။ဒီလိုလူတွေရဲ့စိတ်ကိုသွားပြီးတော့သူတို့ရဲ့စိတ်ပြောင်းအောင်သူတို့ရဲ့အကြံဉာဏ်ထင်မြင်ချက်ပြောင်းအောင်ကျွန်တော်တို့ဘလို့သက်တည်တွေပဲပြပြီးတော့ဘလို့ပုံစံမျိုးပဲပြောပြပြောပြသူတို့မှလက်ခံနိုင်စွမ်းမရှိတော့ပါဘူး။ဒီကထွက်လာတဲ့ရလဒ်တွေအနေနဲ့လူတွေကဘာတွေဖြစ်လာလဲဆိုရင်လစ်လူရှုခြင်းနဲ့အမြင်ချင်းမြောင်းခြင်းဆိုတဲ့ပုံစံတွေပေါ်ပေါက်လာတတ်ကြပါတယ်။အကယ်၍သင်ကစိတ်ပိုင်းဆိုင်ရာကျမ်းမာတန်ဆွမ်းတဲ့သူတယောက်သာဆိုရင် အထင်မြင်ယူဆချက်ဆိုတာကအခြေမြွေပြောင်းလဲနိုင်တယ်ဆိုတာကိုကောင်းကောင်းကြီးလက်ခံထားပါကိုယ့်ရဲ့ယူဆချက်ကသာတည့်ရသေးမှန်တယ်လို့ဘယ်တော့မှမတွေးဆထားပါနဲ့အသေးအသေးတွေးရှိလာတဲ့အချက်လက်တွေပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့စဉ်းစားတွေးခေါ်မှုကိုပြန်ပြီးတော့အမြဲတမ်းသုံးသပ်ပါ အခြားသူတွေရဲ့အမြင်ကိုမေးဖို့အကူအညီတောင်းတာကလည်းဘာပြဿနာမှမရှိတဲ့ကိစ္စဖြစ်တဲ့အပြင်ကိုယ့်အတွက်အတွေးကြံဉာဏ်နဲ့အမြင်တွေပါပို့ပြီးတော့ပွင့်လာနိုင်ပါသေးတယ်။ဒါကြောင့်မို့လို့သိရမှတကူကတော့ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကိုပြောင်းလဲလိုက်တယ်ဆိုတာကကိုကမှားနေလို့ဆိုပြီးတော့မဆုလို့ပါဘူး။ဒီလိုပဲကိုကတုံးအားလို့ဒါမှမဟုတ် ကြောင်တောင်တောင်ဖြစ်နေလို့ဒီအတွေးအကြံဉာဏ်တွေကိုပြောင်းလိုက်တယ်လို့လည်းမခံယူထားပါနဲ့ဒီလိုမျိုးကိုယ့်ရဲ့အတွေးအကြံဉာဏ်ကို သူများတွေရဲ့ထင်မြင်ယူဆချက်ပေးတာတွေသူများတွေအကြံပြုတာတွေကနေစဉ်းစားပြီးတော့ပြောင်းလဲနိုင်ခြင်းဟာကိုကသင်ယူနိုင်စွမ်းရှိသလိုအများနဲ့လဲတိုးတက်နေတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုသိထားရမှာပါဒါကြောင့်မို့လို့လိုင်ရောညီတွေရှိပါစိတ်ကိုပွင့်ပွင့်လင်းလင်းထားပါအခြားသူတွေပြောတဲ့စကားကိုလည်းလက်ခံပြီးတော့နားထောင်ပေးပါ ကိုကလက်ခံနိုင်သည်ဖြစ်စေလက်မခံနိုင်သည်ဖြစ်စေသူတို့ပြောတဲ့ရှိကနေဘ ਹੁ တုတရရပြီးတော့ဘ ਹੁ တုတရဆိုတာကကိုကိုပို့ပြီးတော့တန်မာတဲ့သူတယောက်ဖြစ်လာစေပါတယ် အားလုံးပဲဆုံးထိကြည့်ပြီးတာကျေးဇူးတင်ပါတယ်ဒီနေ့ပြောပြသွားတဲ့အချက်တရားဆိုရင်စိတ်ပိုင်းဆိုင်ရာကျမ်းမာတန်ဆွမ်းတဲ့သူတယောက်ဖြစ်ဖို့ဘလို့အချက်တွေလိုအပ်လဲဆိုတာကိုအသေးစိတ်တင်ဆက်ထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီလိုမျိုးဗီဒီယိုလေးတွေနဲ့ပတ်သက်ပြီးတော့ကြည့်ကျင်သေးရင်လည်းကျွန်းတက်တာ channel မှာအများကြီးတင်ပေးထားတာမို့လို့ channel လေးကိုလည်း subscribe လုပ်သွားဖို့မမေ့ပါနဲ့နောက်ထပ်ဗီဒီယိုတွေလည်းဆက်ပြီးတော့ကြည့်ပေးသွားကြပါအောင်အားလုံးနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်